မင်္ဂလာပါဗုဒ္ဓဦးရာဟုသာသမီများတို့အတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ကံကြမ္မာစိုးကောင်းနှင့်တလားစာဆောင်းရံရှောင်းရံများကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ် ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေဟာ စားစားရရာဂယုဆိုင်ပြီးတော့နေထိုင်ရမယ်ကာလပဲဖြစ်ပါတယ်ဒီတလတာမှာမိတ်ဆွေတို့အနေနဲ့စိတ်ခံစားချက်ကိုဦးစားပေးတာမျိုးတွေမိမိရဲ့မာမာနာတွေကိုရှေးတန်းတင်ပြီးတော့လှူဆောင်တာမျိုးတွေကို စင်ကျင်သင်ပါတယ် ဗုဒ္ဓဟူရာဟုသာသမီးမိစေတို့အနေနဲ့ကုသိုလ်ကောင်းမှုတွေများများလှူဆောင်တာမျိုးတွေတတ်တတ်လို့စားတာမျိုးလေးတွေအဋိဌံဝင်တာမျိုးလေးတွေစောင်ရွက်တင်ပါလေကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီးမိစေတွေအလောက်ကင်ကိစ္စတွေမှာအပျော်တစ်မျိုးအလောက်တစ်မျိုးသူတွေကြောင့်အလောက်ရရန်ခက်ခဲနေတာမျိုးလေးတွေကြုံရမယ်အလောက်မှာလူလိန်ခံရမယ်မိမိကြံစီထားသောအကြံစီများပြတ်သွားတတ်ပြီးတော့လုပ်ငန်းဆုံးရှုံးမှုတွေပေါ်လာတတ်ပါတယ် လုပ်ငန်းတွင်မှလက်အောက်ငယ်သားများလူယုံများတစ္ဆာဖောက်ခြင်းခံရမယ်မိษွေတို့အနေနဲ့တောက်ကြနံကိစ္စများကြောင့်စိတ်ကြီးရတတ်ပြီးတော့ငွေနဲ့ပတ်သက်ပြီးတော့ဒီတလတာမှာကြမ်းဖမ်းပြီးတော့ကုန်စရာကိစ္စတွေပေါ်လာတတ်ပါတယ်မိမိစီမှာငွေချေးထားသောသူတွေကမိမိကို ပြန်မဆက်ထားမျိုးထွက်ပြေးသွားတာမျိုးလေးတွေကြုံရတတ်ပြီးတော့မိမိပေးစရာရှိတဲ့သူတွေကမိမိကိုတဘူဘူးတဆူဆူနဲ့အကျွေးတောင်းခံရတတ်ပါတယ်အယော င်းဝဲသမားများမိမိဖောက်တဲ့များမိမိထံမှာမဝဲဘဲနဲ့သူတစ်ပါးအဆွဲကောင်း၍ပါသွားတာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ် စေတုနဝဒီတလာတာမှာလမ်းခွဲတာမျိုးဆက်တွေပြတ်တောက်သွားတာမျိုးတယောက်နဲ့တယောက်ဆက်ဆံရေးအဆင်မပြေတာမျိုးလေးတွေကြုံတွေ့နေရမယ်မိမိရဲ့အိမ်အောင်ဘက်အိမ်ကနေပြီးတော့ထွက်သွားတတ်ပြီးတော့အိမ်တွင်ရေးမသားမယာဖြစ်เสียာကိစ္စတွေဇက်တိုက်ဆိုသလိုကြုံရတတ်ပါတယ်ရင်းနှီးသောမိတ်ဆွေတူမိမိပေါ်မှာအထင်လွဲခံရမယ်မိမိတို့နေအိမ်မှာမီးလန့်တတ်ပြီးတော့တံပိုးကြီးသောပစ္စည်းတွေဇက်တိုက်ဆိုသလိုထွက်သွားတတ်ပါတယ် ပညာရေးကိစ္စတွေမှာတခြားပြဿနာများကြောင့်ចောင်းសាបေါ်မှာအာယုံဆိုင်ွေမရသလိုဖြစ်နေမယ်ဗုဒ္ဓဟူရာဟူသားသမီးမိတ်ဆွေတို့အနေနဲ့အလုံအင်တာဗျူးအလုံစာမိုးပွဲတွေမှာလည်းပဲအလွဲလွဲချော်ချော်တွေနဲ့ကြုံတွေ့နေရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့အေးပြားယောဂါ၊ဆိုင်ယောဂါ၊နှလုံးသွေးတို့စီးယူယောဂါဝေဒနာလေးတွေခံစားရတတ်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီတလားတာမှာအညံ့နေပြေပြောင်းခြင်းနေဆိုလို့ရှိရင်ဖရာဘူးခยีထွက်တာမျိုးလေးတွေပြီးသွားရင်ခยีတို့လေးတွေသွားတာမျိုးလေးတွေအဲ့ဒီနှစ်ချက်ကိုမလုံးနိုင်ဘူးဆိုရင်မိမိတို့နေထိုင်ရာနေရာဒေသမှာရှိတဲ့ဈေးဒီတစုစုကိုသွားပြီးတော့တန်ရှင်ရေကုတို့လေးတွေပြုလုပ်တင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီစတလားပိုင်းမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်ရန်ရှိတဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေဆိုလို့ရှိရင်ခေတ္တခဏ ဆိုင်ငံ့ထားတင်ပါတယ်မိษွေတို့လက်တလောလှုပ်ဆောင်မဲ့ကိစ္စတွေမှာအစင်မပြေမှုပေါင်းများစွာနဲ့ရင်ဆိုင်ရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသားသမီးမိษွေတွေအားလုံးဒီစတလာပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် တန်ရက်14ရက်23ရက်နေ့ဒီမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေအစဉ်ပြေမှုလေးတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုရင်3ရက်6ရက်28ရက်နေတွေကိုရှောင်ရှားတင်ပါတယ်မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်အတုံးဆောင်အဝတ်အစားတွေမှာနတ်သားရောင်မိုးပြာရောင်ပါသောလက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်ဤဝါသနာပါတဲ့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ကံဆန် န်းကျင်တယ်ဆိုရင်မိษွေတို့ရဲ့ဌီနံမတ်မှာခွန်စလေးစုံပါတော့ဌီနံမတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေ အားလုံးဒီ၁၇လပိုင်းမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတဝူးကိုငှပြောသည်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေအစဉ်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီစက်တလာပိုင်းတလာဒါမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေပြီးတော့7နာရီခွဲတွင်မှာမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကိုခောက်ဆွဲကြော်တပွဲလှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေအားလုံးဒီစတလာပိုင်းတလာတာမှာအဆိုးဟူသည်။ဝေးလွင်ပါသည်။ကံကောင်းခြင်းမင်္ဂလာဖျာဖျာနဲ့ပြည့်စုံပါသည်။မိမိတို့လက်ရှိလောက်ကိုင်းနေတဲ့အလုပ်တွေမှာလည်းပဲအလုတ်ကင်နေအစဉ်ပြေပြီးတော့ငွေကြီးလက်လာပါတွေနဲ့ပတ်သက်ပြီးတော့ဒီတလတာမှာရှာရဖွေရတာတွေလွယ်ကူပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင် ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေအားလုံးအတွက် တလဆာဟောဇရန်ဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်